မင်္ဂလာပါရှင်။မောသောချက်နေကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အော်တိုဘာလ18ရက်နေ့အတွက်စေဝင်စားပွဲကောင်းတဲ့တရင်အကြောင်းအရာတွေကိုဖော်ပြပြီးတော့မှဖြစ်ပါတယ်။ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မောသောချက်နေကို Subscribe နဲ့အရင် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးရေမြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း လက်နက်ကင်ပတိပခါတွေဖြစ်ပွားလာခဲ့တာဟာ၄နှစ်ကျော်လာပြီဖြစ်ပါတယ်။အဲဒီ၄နှစ်ကျော်ကာလအတွင်းမှာ NUG အဖွဲ့လက်အောက်ခံ PDF အဖွဲ့တွေဟာပြည်သူ့ကာကွယ်ရေးအမိခံထားပေမဲ့လက်တွေ့မြေပြင်မှာတော့ပြည်သူအပေါ်ဖိနှိပ်အနိုင်ကျင့်ခြင်းတွေလှုံ့ဆော်ရဲ့ရှိနေတယ်လို့မတိန်ကျင်ကျင်အတင်းကျပ်စက်ကြီးကောက်ခံခြင်းပြည်သူတွေကိုကင်းဆောင်ခြင်းတွေလှုံ့ဆော်ရဲ့ရှိနေတယ်လို့သိရပါတယ်။ PDF အဖွဲ့တွေကပြည်သူ့ကာကွယ်ရေးအမိခံထားပေမဲ့စစ်ကြောင်းစာချိန်မှာ ထွက်ပြေးပြီးတော့ ဒေသခံပြည်သူတွေကိုတစားကန်အဖြစ်လှုပ်ဆောင်တာမျိုးတွေလည်းရှိနေတယ်လို့ပတိကျေးရွာသူကျေးရွာသားတွေကအခုလိုမျိုးပြောဆိုခဲ့ပါတယ်လူစိတ်နည်းနည်းမှမရှိတော့ဘူး။ဘယ်လိုစဉ်းစားလဲ။ဒီဝေယောင်းငောင်းကနေဝေယောင်းမောင်းရဲ့ရဲ့တော့ဝေယောင်းမောင်းလဲတော့ဒီကောင်းချင်တယ်ဘလို့တဏ္ဍနဲ့ပတ်တယ်။ဘောင်းကလာမြောက်လာပြီးရော။ဒီလူရဲ့အတက်အလောက်တော့တန်ချင်းမရှိဘူး။အဲဝေါဝေါမမလာဘူး။ဒါဆိုတော့

PDF အဖွဲ့တွေဟာပြည်သူကာကွယ်ရေးအမိခံထားပေမဲ့လက်တွေမှာပြည်သူတွေအပေါ်ကောင်းကျိုးပေးခြင်းမရှိတဲ့အတွက်၎င်းတို့ကိုကြေးရွာတွေမှာမထားပဲမောင်းထုတ်တာနှင်ထုတ်တာမျိုးတွေလုံဆောင်ရမယ်လို့ဆိုနေကြပါတယ်။လက်ရှိချိန်မှာတော့တမရော်စစ်ကြောင်းတွေဟာနေမြေရှင်းလင်းမှုတွေအချိန်မြင့်လုံဆောင်နေတဲ့ရှင်နေရ PDF အဖွဲ့တွေစုဖွဲ့လှုပ်ရှားနေတဲ့ရွာတွေဟာအချိန်ကြာလာနဲ့အမျှပြက်စီးတာတွေဖြစ်လာနိုင်ပွဲရှိနေတဲ့အတွက်ကြေးရွာတွေအတွင်မှာ PDF အမိကန်လက်နက်ကင်အဖွဲ့တွေကို မထားသင့်တော့ဘူးလို့အခုလိုမျိုးပြောဆိုတာမျိုးတွေလည်းရှိနေပါရဲ့ရှင်။မင်းလာပါ။အနေအကျွန်တော် PDF နဲ့ပတ်သက်ပြီးကျွန်တော်ပြောရည်ပြီ။နော်ဒီနေ့အ PDF ကိုလက်ခံနေမင်းတို့ရွာသားတွေရွာသားတွေကိုလည်းငါပြောမယ်မင်းတို့လက်ခံနေကောင်းနေ။နော်ရွာထဲမှာထောက်ပုတ်တွေဆိုတာဘာလား။မင်းတို့ငါပြောမယ်။ရွာတစ်ခုအဖြစ်မင်းတို့ဘယ်သူအာမခံမှာ။ဒါပေမဲ့ဒါကတော့ငါတို့နဲ့မဆိုင်ဘူး။ဒါကတော့စစ်နဲ့ဆိုင်တဲ့စကားတော့လာမပြောနဲ့နော်။ မင်းတို့လှုပ်ထားလို့ရွာမှာတခုခုဖြစ်မင်းတို့ဘယ်သူအာမခံမအောင်မင်းတို့လှုပ်ထားလို့ဖြစ်တာအနာဘင်းတခုထပ်ပြောမယ်ငါအခုပြောနေတာဘယ်သူမှ မုန်းလို့လည်းမဟုတ်ငါတို့ရွာပျက်စီးမှာဆိုးလို့ဒါကြောင့်ငါပြောတာပြာပုံဖြစ်ခဲ့မှာဆိုးလို့เนาะဟိုဘက်လည်းပါတာဘို့ဒီဘက်လည်းပါတာမဟုတ်ငါရွာကိုမှအေးအေးချမ်းချမ်းနေစီခြင်းလို့ပျက်စီးသွားမှာကြောက်လို့မအေးချမ်းဘူးဆိုရင်ပျက်စီးနေမှာကြောက်လို့အခုရွာလူတွေက ဟိုဘက်လည်းကြောက်ရတယ်ဒီဘက်လည်းကြောက်ရတယ်ဂျာတယ်မင်းတို့ကိုပါကြောက်နေရတယ်မင်းတို့တွေကသွားခြုံလို့ရှင်ဟိုဘက်ကလာလုံးมาလည်းကြောက်ရတယ်အဲ့ဒါပါလေအဲ့ငင်းချမ်းမှုလားအငင်းချမ်းမှုရအောင်ယူနေတဲ့လူတွေလားဆောင်းငါမင်းတွေမင်းတို့ပျက်စီးသွားရင်ရောဘယ်သူအာမခံမှာမင်းတို့တွေကအဲ့နောက်ပြီးတစ်ခုသုံးသက်ချက်တစ်ခုငါပြောပြမယ်နော်ဟိုဘက်ကအင်းအားအလုံးအင်းနဲ့ဝင်လာပြီး စစ်ကြောင်းထိုးတယ်ဆိုပုံစံမျိုးနဲ့ဝင်လာလို့ရှိရင်ပထမဆုံးခံရမှာရွာလူကြီးခံရမှာနော်အခုနေတဲ့နေရာဟိုဘက်ကဆယ်ရှိတယ်ဒီဘက်ကရွာရှိတယ်စစ်ကြောင်းထိုးမဲ့ကောင်เนี่ยဆယ်တဲ့ကနေလက်ပစ်ကူးပြီးတော့လာထိုးမှာမဟုတ်ဘူးရွာဘက်ကနေလာမှာရွာကိုမီးရှို့ပြီးမှအဲ့ဒီဘက်ကိုရောက်မှာမင်းရွာလူတွေထွက်ပြေးရမယ် လူဟာလူတွေပြဖြစ်မယ်မင်းတို့အဲ့ဒီစဉ်းစားဘူးလားဟမ်မင်းတို့ဒီဒီအခုတိုက်ခိုက်နေတဲ့ကောင်လေးတွေမင်းတို့မကြွေးနဲ့လို့ငါဆိုတာမဟုတ်ငါတို့တွေလည်းကြွေးတာပဲပေးလိုက်ပါကြွေးလိုက်ပါဒါကောင်းပါလေဒါအတိုင်းပြည်အတွက်လှုပ်လှုပ်နေကြတာကောင်းပါလေဒီလိုမျိုးတွေနဲ့ငါတို့လည်းလှုပ်ခဲ့တာပဲဒါမဲ့အခုဟာကရွာလူတွေသူတို့ပြန်ကြောက်နေရတယ်သူတို့ကဝင်လာတော့သူတို့ကိုတနာလို့ဆိုကုညင်းနေတယ် အခုရွာလို့တဲ့သူတို့ကိုပြန်ကြောက်နေရတယ်လက်နှက်ကြီးအားကိုးပြီးကြောက်နေရတယ်နောက်ပြီးတခုသုံးသက်ချက်တခုထပ်ပြောပြအောင်မယ်မင်းတို့ဟိုစစ်တက်တွေဝင်ဝင်လာပါတယ်မင်းတို့သုံးလေးချိန်ဝင်လာတယ်ဝင်လာတော့မင်းတို့ရွာသားတွေကိုရိုက်နှက်ပြီးတတ်သွားတာမင်းတို့ကြုံဘူးလားတွေ့ခဲ့ရလားဘုစုကိုတတ်သွားတော့ငါတို့ရွာမှာရွာလူတွေကိုဘုစုကိုတတ်သွားတော့အခုအကောင်နေလဲရောက်လဲရောက်လာရော့ ရွာလူတွေတေကြတယ်အနာတရားဖြစ်တဲ့လူတွေတေရတဲ့လူတွေဖြစ်နေကြပြီဒါရွာကိုကောင်းအောင်လုပ်နေကြရလားရွာကိုဖျက်ဆီးနေကြရလားမင်းတို့ကိုမင်းတို့ပြန်စင်းစားအောင်အုံနောက်လေးနဲ့လည်းပြန်စင်းစားအောင်နော်ကိုရွာကိုကောင်းအောင်လုပ်ဖို့အတွက်ငါပြောနေတာတိုက်တွန်းနေတာရေရှည်ဟိုကြည့်ဟိုဘက်ကအင်းအားအလုံးရင်းနဲ့တကယ် စစ်ထိုးလာလို့ရတယ်။ဒါပေမဲ့ပြည်သူပြည်သားတွေထိခိုက်မှာကြောက်လို့မလုတာ။အပြောနားလေးရမလား။ဥမာတစ်ခုပြောပြမယ်။မင်းတို့ဟိုအမြန်လန်းကြီးပြင်စည်းဆိုတဲ့အမြန်လန်းကြီးကနေပြီးတော့နော်။ဝလုံးတပြန်တပြန်စီချပြီးတော့စစ်တပ်အယောက်တထောင်လောက်စစ်ထိုးလာလို့ရှင်။အပြင်းစီမှာရှိတဲ့ဒီဘက်ကရွာတွေအကုန်လုံးပြက်စီးမှာ အကြံရွာလူတွေဘယ်မှပုံလို့မရတွေ့တဲ့လူမှန်သမီးအကုန်ပြည့်စုံသေးပြီအကြံဘီတဲကဘယ်ရောက်သွားမှာမသိလားဟောနောက်ပတ်ထွက်ပြေးကုန်မှာမင်းတို့နားမလဲဦးဒါလေးလက်နဲ့နဲ့ပြန်ပြည့်မယ်မလုံးတော့ဟိုဘက်ကလက်နဲ့ကြီးကြီးယူလိုက်လကုံထွက်ပြေးရမှာကြားတွေကပြည်သူတွေနာမှာဆိုလို့ဟိုဘက်ကမလုတာဖြည်းဖြည်းချင်းအယောင်ပြနေတာမင်းတို့ဒါတွေသိလားမင်းတို့ဒါတွေလည်းနားမလဲဦး ရှိသမျှအကုန်လက်ခံနေလက်နဲ့ကြောက်တာနဲ့လက်ခံအကွဲဓာတ်တွေနဲ့ကျွန်တော်တို့တော့မနေနဲ့ကျွန်တော်တို့ရဒုက္ခရောက်ပါလိမ့်မယ်ကျွန်တော်တို့ကျွန်တော်တို့ဒီနားတော့မနေနဲ့ဆရာတို့လိုအပ်လို့ရှင့်ရင်နော်ကျွန်တော်တို့ထောက်ပံ့ပေးမယ်မပူနဲ့အဲ့ဒီကိစ္စဒါပေမဲ့ကျွန်တော်တို့နားတော့မနေပါနဲ့ကျွန်တော်တို့နားနေလို့ရှင်မင်းတို့အခုတပုံရွာဆိုပြီးဖြစ်သွားမှာပေါ့နောက်ပြီးတစ်ခုပြောမယ်တပုံရွာတပုံရွာကျွန်တော်တို့ရွာတပုံရွာလည်းမဟုတ်ဘူးအဲ့ဘာဖြစ်လို့လဲဘာဖြစ်လို့ကျွန်တော်ပြောရလဲဆိုတော့ သူတို့တွေကဝင်ဆဝင်လာတဲ့အချိန်မှာကျွန်တော်တို့စားစရာမရှိလို့ပါကုညီပေးပါဆိုကုညီပေးတာပေးနေဒီမှာနေတာနော်လက်ခံထားသလိုလေးတော့ဖြစ်သွားပေါ့ဒါပေမဲ့သူတို့ကအာမပေးဘူးဒီလို ဖြစ်တာအဲ့တပုံရွာလို့ပြောနေတဲ့လူတွေရော